စိတ်ရကြလာလို့ရှင်အာအရင်ဆုံးဘာမှမလုပ်တော့အဲ့ရမှာခဏလေးတုံးလုံးလေးနေတာစဉ်းစားလိုက်ပြီးတော့စဉ်းစားဒီမှာဖုန်းဖွင့်ပြီးတော့စာဖတ်တာခါကြလို့ရှိရင်အမြန်တွေးထားလို့ရှိရင် စေ့ထားလိုက်တာစေ့ပြီးမှစာပြန်ဖတ်ပြီးပြပြပြကိုကစားခဲ့တဲ့အချိန်တွေဖြတ်လာတာရှိတယ်အဲ့ဗီဒီယိုလေးပြင်ကြည့်အောင်ငါလုံနိုင်ခဲ့တာပဲဆိုပြီးတော့ပြန်ပြီးကိုကို motivation ပေးပြီးတော့ပြန်ပြီးတော့အဲ့လိုမျိုးပဲပေါ့နော်အဲ့လိုမျိုးပြန်ပြီးစိတ်ကိုပေါ့ပြန် နိုင်ငံတကာမှာထွက်ကစားပြီးတော့เนาะအဲအစည်းအဝေးအဲ့လိုမျိုးအခုတပည့်အဲအခုစီနီယာကိုကြီးဝင်းသိမ့်ကြီးထွန်းတို့ထွက်ကစားတယ်လို့မျိုးထွက်ကစားခြင်းဟုတ်ဟုတ်ဒီမှာဖုန်းနှလုံးရှိုံနဲ့ဘာပဲလို့လို့အလွယ်လေးမှာယူနိုင်မယ် mercury.shopping app mercury မှာဘာပဲလို့လို့ရနိုင်ပြီเนาะတိဖုန်းနဲ့အကောင်းဆုံး shopping မှာ mercury your shopping partner မနမရယူနိုင်ပါအခုမြန်မာလေးရင်တင်မှာကစားပြီးတော့နောက်တန်းဆော့ပါဟုတ်ငယ်လေးတွေကအသက်73ဆနှစ်လောက်တည်းရပါတော့အမ်ဘောလုံးစကန်လားဘောလုံးစကန်ပြီးတော့အခုသက်18နှစ်ရှိဟုတ်ငယ်လေးတွေကဝါသနာပါအဖေတို့အမေတို့ပြောတယ်ပါအင်းမြို့မှာတင်တန်းဖွင့်နေပေါ့ဘောလုံးတင်တန်းတက်ချင်နေဆိုပြီးတော့အဖေကိုအခိုင်ပြီးတော့ငယ်လေးတွေကဘောလုံးကန်ဟုတ် မတရားကတော့အန်ဒါဆမ်ဒီနဲ့ကာဂျီစတာမှာကငယ်ရတဲ့ဘွယ်အမတ်ရတယ်မှာတနေချင်းနဲ့ပြီးတော့အပွဲမှာစီရင်ခံစားချက်မျိုးစုံပြီးတော့ခံစားခဲ့ရတယ်ပေါ့နော်အဲအဲရနေစပြီးတော့အများကြီးတိမ်ခွဲရတာမို့လို့အဲ့ဒီဘွယ်အမတ်ရတော့ဟုတ်မတရားဖြစ်ခဲ့ရတယ်တော့အင်းအညီရနေကြတာပေါ့နော်အဲ့လိုအရန်စိတ်ကိုရှော့တွက်ခဲ့တာအဲ့လိုမျိုးတော့ အမ်ရှော့တက်ကြတော့နည်းနည်းထင်တလောက်မဖြစ်လာခဲ့ဘူးပေါ့နည်းနည်းအများကြီးထင်တော့မဖြစ်လာမင်းတချို့ပိုင်းတွေမှာလဲချော်ခဲ့တာပေါ့နော်အဲ့ရနေပြီးတော့ဩအမ်အများကြီးပြီးတော့ခံစားခဲ့ရစိတ်ရကြလာလို့ရှင်အာအရင်ဆုံးဘာမှမလုပ်တော့အဲ့ရမှာခဏလေးတုံ့လုံးလေးနေတာစဉ်းစားလိုက်ပြီးတော့စဉ်းစားဒီမှာဖုန်းဖွင့်ပြီးတော့စာဖတ်တာခါကြလို့ရှင်အမြန်တွေးထားလို့ရှင်စေ့ထားလိုက်တာစေ့ပြီးမှစာပြန်ဖတ်ပြီးပြပြပြကိုကစားခဲ့တယ် ချိန်ကြီးဖြတ်လာတာရှိတယ်။အဲ့ဗီဒီယိုလေးပြန်ကြည့်အောင်ငါလုံနိုင်ခဲ့တာပဲဆိုပြီးတော့ပြန်ပြီးတော့ကိုယ့်ကိုယ် motivation ပေးပြီးတော့ပြန်ပြီးတော့အဲ့လိုမျိုးပဲပေါ့နော်။အဲ့လိုမျိုးပြန်ပြီးစိတ်ကိုပဲပြန်။อืมနိုင်ငံကမှထွက်ကစားပြီးတော့ပေါ့နော်။အဲအသေးသေးချင်းအဲ့လိုမျိုးအခုတပြည့်အအခုစီနီယာကိုကြီးဝင်းသိမ့်ကြီးထွန်းလို့ထွက်ကစားတယ်လို့မျိုးထွက်ကစားခြင်းဟုတ်ဘိုင်လိုရလဲဆိုတော့အခုတမရအတန်းမပြည့်သေးဘူးပေါ့နော်အတက်ပြည့်မှတခါရဲအဲ့ဒါကြီးအကုန်လုံး အခုလည်းအများကြီးလိုအပ်ချက်ရှိနေပြီလို့ထင်တယ်။အဲကြောင့်ကိုယ့်ကိုအခုပြင်ဆင်ပြီးတော့အသက်ပြေးမှတပြေးပြေးမှနော်အဲလိုအင်ဂျင်နီယာဆက်သွယ်ပြီးတော့ကစားဖို့စီမံရှိတယ်။အငယ်ရူကြတော့ဘာမှစိတ်တက်မကြရဘူးမနော်။အဲအခုလူမျိုးဘယ်သူမှအဲလိုလွယ်လွယ်နဲ့အဲလိုအစင်တိုင်းအမြင်အစင်ပြီးခဲ့တာမဟုတ်ဘူး။အင်းတချို့နေရာတွေမှာစိတ်မပြေရရှိတယ်။တရားတွေကိုယ့်ဘက်ကကိုမခံစားမနေတဲ့ငွေချင်းတွေကိုပြောပြပြီးတော့မှတချို့တွေကစီရပါတော့။အဲလို ူတို့ပြောပြလာတယ်နားထောင်ကိုကလည်းစဉ်းစားဆုံးဖြတ်ပြီးတော့မှမဖြစ်ဘူးအဲ့လိုမျိုးကိုကိုပြန်ပြီးတော့တိဆောက်ပြီးတော့ဆောင်ရနိုင်တာဟုတ်အာပရိသတ်တွေကိုကြာဒီတဲ့အများကြီးအားပေးကြပါအောင်လို့တယောက်ချင်းနိုင်ကျေးဇူးတင်ပါတယ်ပြောကြပါဟုတ်